နီးပညာအသေးစိတ်ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ခန်းကျင်ပင်ကိုအောင်မြင်စွာကြီးထားဖို့အတွက်အရေးကြီးဆုံးလုပ်ငန်းစဉ်တစ်ခုအားအပင်ပြိုးခြင်းပဲဖြစ်ပါတ ဒီဗီဒီယိုမှာမြင်တွေ့ရတဲ့အတိုင်းသီးမဲ့အသီးခံတွေကိုအပြည့်စေဖို့အတွက်မလိုတဲ့ဘေးအတက်တွေကိုဒါသုံးဖို့ကကြေးကောင်းကောင်းနဲ့ဖြတ်တောက်ပေးဖို့လိုပါတယ်ဒါမှအသီးတွေရအရွယ်စားညီပြီးအလုံးကြီးကြီးရမှာပါစနစ်တကျပြည့်စုံထားတဲ့အတွက်ကြောင့်သာဒီလိုအသီးခံတွေအများကြီးသီးတာကို တွေ့ရပါတယ်ရင့်မဲ့တဲ့အသီးတွေကိုခူးစတဲ့ဖြတ်တောက်ခြင်းဟာကြံရှိနေတဲ့အသီးတွေရဲ့ကြီးထွားမှုကို မထိခိုက်အောင်ကူညီပေးပါတယ်ချိန်သိမ့်ပြီးတဲ့ခန်းကျင်သီးတွေကိုဈေးကွက်အတွက်အခု လိုစနစ်တကျထုတ်ပိုးရပါတယ်အယောင်အသွေးရေစားအလိုက်ခွဲခြားပြီးထုတ်ပိုးခြင်းဟာကုန်ပစ္စည်းကိုတန်မိုးမြင့်တင်ရမှာအဓိကအခန်းကဏ္ဍကနေပါဝင်ပါတယ်စိုက်ပျိုးသူတိုင်း နဲ့သူတိုင်းအနေနဲ့စိတ်သိမ့်ချိန်ပုံနီးပညာကိုလည်း view site တင်မှာကောင်းမွန်စွာထုတ်ပို့ထားခြင်းကတည်ယူပို့ဆောင်ရေးမှာပျက်စီးမှုကိုလျော့နေစေပြီးကွန်ပစ္စည်းရဲ့တဒန်းကိုရှေ့စေပါတယ်။သတိပြုရမှာကတော့မြေပြင်မှာစိုက်ပျိုးရင်ရေဝတ္တာကိုလုံးဝရှောင်ရှားဖို့လိုပါတယ်။ရေစီးရေလာကောင်းမွန်တဲ့မြေနေရာကိုရွေးချယ်ပြီးစိုက်ပျိုးမယ်ဆိုရင်အသီးတွေကဒီလိုပဲလှပစွာတည်လာမှာဖြစ်ပါတယ်။ စ조사မှုရဲ့ရလက်ကချုံမိန်တော့အတိအနှံဖြစ်ပါတယ်။စိုက်ပျိုးရေးဟာဘယ်တော့မှလိန်ညာပြောဆိုခြင်းမရှိတဲ့လုပ်ငန်းတစ်ခုပါ။ကိုပေးဆက်တလို့ပြန်ရပါလေ။နောက်ဆုံးအနေနဲ့အင်ရှင်မာများရဲ့ဝါသနာရှင်များအတွက်အိုးတွေနဲ့စိုက်ပျိုးနည်းကိုဒီဗီဒီယိုမှာတစ်ဆင့်တွေ့မြင်ရပါလေ။မြေမရှိသူတွေအတွက်အလွန်ကောင်းမွန်တဲ့နည်းလမ်းမှာတပင်ချင်းစီကိုလွတ်ဆိုင်ပြီးလိုအပ်တဲ့မြေဩဇာနဲ့ရေကိုအချိန်မီပေးနိုင်မယ်ဆိုရင် တဲ့ရဲ့စိုက်ခင်းလေးအမြဲတမ်းစိမ့်လန်းပြီးအသည့်နဲ့နေနဲ့ပြည့်နေမှာပါခန်းကျင်ဒီစိုက်ပျိုးနေဘူးဒတာတွေရရှိမယ်လို့မျှော်လင့်ပါတယ်စိုက်ပျိုးရေးဘူးဒတာလေးလက်တွေ့အကြံဉာဏ်တွေကိုအမြဲတမ်းသင်ဆက်ပေးသွားမှာမို့လို့ကျွန်တို့ရဲ့ channel ကို subscribe like လုပ်ပြီး like and share လုပ်ပေးဖို့တောင်းဆိုပါဒီနေ့အတွက်ညီကုန်းချုပ်လိုက်ပါတယ်ရှင်အားလုံးပဲအောင်မြင်တဲ့စိုက်ခင်းကိုပိုင်ဆိုင်နိုင်ကြပါစေရှင်